င်တို့မြန်မာနိုင်ငံရဲ့မန္တလေးမြို့ကြီးကလည်းဘာတွေဖြစ်နေပြီလဲမသိတော့ဘူးပေါ့နော်တကယ်မြဲတာလေလုံးဝကိုမစိတ်မကောင်းဘူးစိတ်မချမ်းသာဘူးပေါ့နော်ပြီးခဲ့တဲ့ရက်ပိုင်းကမှငလျင်လှုပ်ခတ်လို့အိမ်နေပြူတိုက်တေပြူပြီးတော့လူတွေဟာအလဲလဲအတီးတီးတွေဖြစ်ကုန်ကြတယ်ပေါ့နော်တချို့ဆိုရင်အိမ်မဲအရာမဲတွေဖြစ်သွားတယ်။ကြီးစားကြီးကြီး ဖြစ်ပြီးတာမှသွေးမအေးသေးဘူးအခုကမုံတိုင်းနဲ့ရေရဲ့ကြီးပြန်ပြီဘလို့တွေလောက်ကြတော့မလဲလို့နော်ဘလို့တွေလောက်ကြမလဲလို့အဲ့ဒါလုံးဝကိုတကယ်စိတ်မကောင်းဘူးတဏှဟိတသမားတွေလည်းတကယ်တနာဖို့ကောင်းနေပြီပေါ့နော်ဈိစာချင်းတော့ပရာဟိတသမားတွေလည်းအခုငလျင်ဘေးတက်လဲတိမ်ပေါင်းထောင်နဲ့ချီပြီးတော့အတန်းနိုင်လို့လှုပ်ပေးပြီးသွားပြီ ဒီတစ်ခါရေဘေးအတွက်တစ်ခါထလာလို့လောက်ရအောင်မယ်ဆိုရင်တော့အိုးမစင်းစားရဲစရာပဲပေါ့နော်ဘယ်လိုလောက်ကြမလဲအေးလားနော်ဒီမှာជីជីရအောင်ကျွန်တော်နဲ့တူတူဗီဒီယိုမိုးတွေရွာတယ်မိုးတွေရွာတော့အိမ်ထဲမှာလည်းရေတွေဝင်းနေမီးတွေလည်းပြတ်တယ်ထမင်းချက်လို့လည်းမရဘူးဒီမှာဖုန်ကြီးဆောင်မှာကဲစေးစကမ်းမှာထမင်းဝေတယ်ဆိုလို့ထမင်းလာတန်းစီရ ချက်မေးကကုံသွားပြီတဲ့တန်းစီရမလားတန်းမစီရမလားမမဆောင်ဖြစ်နေတယ်ဒီမှာခြေလည်းအများကြီးပဲဒီနေ့မိုးတော်တော်ကြီးတယ်ကဲဘယ်လိုလုပ်မလဲမမဆောင်ဖြစ်နေပြီတဲ့ကဲဘယ်လိုလုပ်မလဲလို့မပြောရမှန်းတော့မသိတော့ဘူးပေါ့နော်ဒီမှာနေရတာကအိမ်အိမ်နေပြိုသွားလို့ဒီမှာအာနေလို့ရတဲ့နေရာလေးတွေမှာတဲလေးတွေထိုးပြီးတော့နေရတယ် အဲ့ဒီနေနေတဲ့တဲလေးတွေထိုးပြီးနေတဲ့နေနေတဲ့နေရာလေးတွေမှာရေကကြီးတယ်ဆိုရင်ဘယ်လိုတွေအိတ်ကြမလဲလို့နော်အဲ့ဒါကြောင့်ပြောချင်တာကတော့ဘယ်လိုပြောမလဲဟိုးအရင်တုန်းကလူကြီးတွေပြောတာကြားဘူးတယ်ပေါ့နော်ဒါလည်းမှတ်မထားလို့နော်လူကြီးတွေကခုနှစ်တွေနဲ့ပြောပြရတာပေါ့နော်အာမကောင်းတဲ့သူကိုဖယ်မယ်ကောင်းတဲ့သူကိုကယ်မယ်ပေါ့နော်အဲ့ဒီလူမျိုးခက်အခါရောက်လာအောင်မယ်ဆိုတာလူကြီးတွေပြောတာကြားဘူးတယ်ပေါ့နော်ကျွန်တော်တို့အမေတွေဖေတွေလည်းပြောတယ်ဗျာ ျွန်တော်တို့ငယ်ငယ်လေးတုန်းကပေါ့နော်ကျွန်တော်တို့ငယ်ငယ်တုန်းကကျွန်တော်တို့အမေတွေဖေတွေပြောတယ်ပြီးရင်အာကျွန်တော်တို့ဒီအဖိုးတွေဖွားတွေလည်းပြောပြရတယ်ပေါ့နော်အဲ့လိုမျိုးအဲ့ထဲကပဲအဲ့ဒီလိုမျိုးပဲဖြစ်နေပြီလည်းကဲပဲဖြစ်နေပြီလားမသိဘူးပေါ့နော်အဲ့အကြောင်းမလို့ပြောချင်တာကဘယ်လိုပြောရမလဲခစ်တရလည်းပြောင်းလဲလာတာကြီးကြီးလေနော်အာဟိုလင်ခဲ့တဲ့ဆယ်စုနှစ်တည်တော့အောင်ဆို ိုစဉ်းစားကြည့်ပြောင်းပြန်နေဖြစ်နေတယ်ဘယ်လိုပြောရမလဲလူကဘလူးဘလူးကလူဆိုတဲ့လိုမျိုးဖြစ်နေပြီပေါ့နော်အဲ့လိုမျိုးတွေလည်းတကယ်ဖြစ်နေပြီမြင်ရတွေ့ရတာလေပေါ့နော်နောက်တစ်ခုကဗာလဲအခုကဗာလဲခွေးနဲ့လူနဲ့ဆိုတခါပြောင်းပြန်ပြန်ဖြစ်တယ်နော်ဘယ်လိုပြောင်းပြန်ပြန်ဖြစ်လဲလူတွေကတဖြည်းတဖြည်းနဲ့အိတ်ချီမဝဲကြတော့ဘူးပေါ့နော်ချစ်ပေါ်လေးတွေဝတ်ချင်တာနဲ့အပေါ်ကပေါ်တာလေးတွေဝတ်ချင်တာနဲ့အဲ့လိုမျိုးလေးတွေဖြစ်နေတယ်ပေါ့ခွေးတွေကိုကြည့်လိုက်တော့ ဒီအိမ်ပေါ်မှာနေတဲ့တထေးတွေမွေးတာနဲ့ခွေးတွေဆိုအကုန်လုံးဘောင်းမီနဲ့အင်ချီနဲ့တလိဆန်ကအင်ချီတွေဝက်လာတယ်လူတွေက တဖြည်းတဖြည်းနဲ့မဝက်ကြတော့ဘောနော်ဒါတွေလည်းပါမှာပဲပေါ့နော်နောက်တစ်ခုကမြန်မာပြည်ရလူတွေကိုတခါတည်းပြစ်ချင်တယ်ဘယ်လိုပြောရမလဲကျွန်တော်ဟိုတခါတုန်းကပါလေငွေကြီးနှက်ကောင်မန္တလေးမှာပေါ့နော်ငွေကြီးနှက်ကောင်ဖရာတက်တော့ခါကြတော့အဲ့ဒီလမ်းဖရာကုန်းရဲ့လမ်းဘေးတွေမှာအမှန်တည်း တော်တော်များများချုပ်ယူချုပ်ကြားနေတယ်မှာစဉ်းစားကြည့်စမ်းอืมချုပ်ချုပ်ချုပ်ကြားနေတယ်မှာ main အတွဲတွေအတွဲတွေပေါ့ပြောရမယ်ဆိုအတွဲတွေနေကြအာဘလို့လဲပေါ့နော်ဒါတွေကတကယ်မလုံးတင်ဘူးပေါ့နော်ဒီဖရဲအကြောင်းကံပေါ်တွေမှာတော့ရှောင်တဲ့နေပေါ့နော်နောက်တစ်ခုကအာအဲ့ဒီမြန်မာပြည်ကတော်တော်များများပြောရမှာကဘလို့လဲဆိုရင်ဘာဖြစ်လို့အဲ့ဒီသမီးစားချင်းတွေ့တဲ့ဟာတွေကို ခုံကြီးကြောင်းတွေဖရားပေါ်တွေမှာဘာဖြစ်လို့အဲ့လိုမျိုးတွေတွားချင်းတွေ့ကြတာလဲမသိဘူးပေါ့နော်တကယ်အဲ့ဒီဟာတွေကတော့တကယ်လုံးဝမလုတ်တင်ဘူးပေါ့နော်အဲ့ဒီလိုမျိုးတွေလုံနေတယ်ဆိုတကယ်အဲ့ဒီကြီးခဲ့တဲ့ပုဂ္ဂိုလ်တွေကလည်းဒါတွေကတကယ်ကြည်ပြီးတော့ဒါပြောတင်တယ်ဟိုဒီလိုမျိုးတွေမြင်တာနဲ့အရေးယူတင်တယ်ပေါ့နော်ပြောရမယ်ဆိုရင်ထိုင်းနိုင်ငံမှာတခါကြားလိုက်တည်တယ်ဗါလေမဟာချိုင်မှာဘယ်လိုမျိုးကြားလိုက်တာလဲဆိုတော့ထိုင်းနိုင်ငံမှာကြားတော့ဘယ်လိုမျိုးလဲဆိုတော့ မြန်မာစာမပြီဘူးဗျရေးထတာနော်မြန်မာစာမပြီဘူးဒါကဘာလဲဆိုထိုင်းနိုင်ငံဘုန်းကြီးတွေကဘာရေးထားလဲဆိုမြန်မာလိုမျိုးရေးထားပြီးညဉ့်ညမ်းသောလူဟိုចောင်းចောင်းកံဖះပေါ်မှာပေါ့နော်ညဉ့်ညမ်းသောအပြုအမှုတွေကိုမလောက်ကြပါနဲ့ဆိုမြန်မာလိုရေးထားတယ်ဆိုစဉ်းစားကြည့်ဘယ်သူတွေဖြစ်မြန်မာတွေပဲအိမ်မှာခြိုင်ပါလဲနော်စဉ်းစားကြည့်ကြည့်အဲ့ဒါတည်းလဲပါမှာပေါ့နော်အဲ့ဒါကြောင့်အခုလိုမျိုးကတ်ကြီးတွေစိုက်ကြတယ်လို့ပဲ ပြောရမှာပေါ့နော်ကျွန်တော်တို့တွေနော်ဒါတကယ်တမ်းဆိုရင်လုံးဝမလုံတဲ့ဘူးပေါ့နော်ဟိုချိန်တွေးတာပဲကိုကချင်းလို့ကြိုက်လို့ချိန်တွေးတာပဲကိုကြီးတကယ်လို့အဲ့လိုမျိုးကိုကချိန်တွေးခြင်းတယ်ဆိုတော့တွားဖို့ဟိုတယ်တွေပါလေဟုတ်တယ်ဟုတ်မိန်းကလေးတွေကိုလည်းအထူးသတိပေးခြင်းပါလေမဖြစ်လို့အထူးသတိပေးခြင်းတယ်လေကိုချစ်တဲ့သူကကိုချင်းတွေးပြီဆိုမှတော့ကောက်ကောက်မှုဝင်နေတာလေးမှချင်းတွေးတင်တာပေါ့ကွယ်နော်ခြုံညုံခြုံကြမှာဘာလို့တိုးတိုးတိုးကြတာလဲလို့ပြောချင်တယ်ပေါ့နော် လုပ်ကြပါနဲ့လို့နော်အာခြုံခြုံခြုံကြပေါ်မှာတိုးတာတော်လေးတယ်အဲ့ဒီဖះအကြောင်းပေါ်ဒီမှာအားလုံးမျိုးတွေလောက်တာတွေကတကယ်ကိုညံ့ညမ်းလွန်းအားကြီးတယ်ပေါ့နော်အာဒါကြောင့်မလို့အဲ့ဒီလိုမျိုးတွေလည်းများသောအားဖြင့်တွေ့လာရလို့အခုလိုမျိုးလည်းကကြီးတွေဆိုက်လာတယ်လို့ပဲကျွန်တော်တော့ထင်တယ်ပေါ့နော်မလောက်ကြပါနဲ့မိန်းကလေးတွေကိုလည်းပြောချင်ပါတယ်ကိုကိုတကယ်သူတို့ချစ်တယ်ဆိုရင်ချိန်တွေ့တယ်ဆိုရင်တော့မှကွာနောက်ဆုံးအခုလူငယ်စကားတွေနဲ့ပြောရမယ်ဆိုဒိတ်ချင်တယ်ဆိုရင်တော့မ ချုံချုံချုံချာမှာအတိတ်မခံပါနဲ့နော်ကောင်းကောင်းမွန်မွန်သွားပါစေရှိရှိဟိုတယ်လေးပါလိမ့်မယ်ပတိတ်ပေါ့ကွယ်နော်ကြောက်ခံဖရားတွေမှာဟိုနှိုက်ဒီနှိုက်နဲ့ဒါတွေတကယ်မလုပ်သင့်ဘူးပေါ့နော်အဲ့ဒါတွေကြောင့်လဲဒီလိုမျိုးတွေဖြစ်တာနေမှာလို့ပြောချင်တယ်ပေါ့နော်โอเควิดีโอเนี่ยတော့ဒီလောက်ပါပဲလို့နောက်ပြည်တွေကြမှာတင်တော်လို့ပြန်လဲဆိုပြီးကြမှာเนาะအဲဘိုင်ဘိုင်